ျွန်တော်တို့လူသားတွေကနေ့စဉ်နဲ့တကွပလတ်စတစ်တွေကိုအသုံးပြုနေကြသူတွေဖြစ်ကြပါတယ်။ဒါပေမဲ့လည်းပလတ်စတစ်တွေဟာကျွန်တော်တို့လူသားတွေရဲ့အတွက်ကတော့အထန်သိပ်လူသက်သမားလိုပါပဲ။ပလတ်စတစ်အသုံးပြုမှုတွေကြောင့်နောက်ဆက်တွဲအနေနဲ့ရောဂါတွေဖြစ်လာပြီးအသက်သေဆုံးတွေအထိဖြစ်လာစေတာပဲဖြစ်ပါတယ်။ဒါကြောင့်ပလတ်စတစ်အသုံးပြုရဟာလူတွေရဲ့ကျန်းမာရေးကိုဘယ်လိုထိခိုက်စေနိုင်လဲ။ပလတ်စတစ်တွေကိုဘယ်လိုပုံစံမျိုးနဲ့ short chat အသုံးပြုသင့်တယ်လဲဆိုတာကိုဒီဗီဒီယိုမှာပြောပြသွားမှာပါမြန်မာနိုင်ငံမှာပလတ်စတစ်တွေကိုများသောအားဖြင့်မုတ်ဆိုင်တွေမှာတွေ့ရတဲ့အသင့်စားမုတ်တွေနဲ့အစားအသောက်တွေကိုထုတ်ပိုးရမှာအသုံးပြုထားတာကိုတွေ့ရတယ်လို့ဈေးဆိုင်တွေမှာလည်းအတိအယက်တွေနဲ့အသားငါးတွေကိုထုတ်ပိုးတဲ့အချိန်အသုံးပြုကြတာကိုတွေ့ရပါတယ်။ဒါအပြင်၃၀ပြည့်တဲ့ပလတ်စတစ်တွေကိုစနစ်တကျဆွန့်ပစ်တာတဲ့ ြေမြုပ်လိုက်တာမြေရှုပ်ဖြက်စီလိုက်တာတကောပုံမော်လုံးလေးရှိပါတယ်အဲ့ဒီလိုမြေရှုပ်မြေမြုပ်မှု ပြုလုပ်လိုက်တာဟာအဲ့ဒီပလတ်စတစ်တွေမှာပါတဲ့ဓာတ်တွေကမြေထုရေထုနဲ့လေထုကိုအစိတ်တင်စေပြီးကျွန်တော်တို့စားသုံးတဲ့အသီးအနှံတွေရေတွေကိုဖြက်စီစေတာအဲ့ဒီအသီးအနှံတွေနဲ့ရေတွေကို စားမိတောက်မိပါကယောဂါတွေကိုပါဖြစ်စေနိုင်တာပဲဖြစ်ပါတယ်အလားတူပလတ်စတိတ်နဲ့ထုတ်ပို့ထားတဲ့မုတ်အသားငါအတင်းအနံတွေကိုစားသုံးမိတာကလည်းကင်ဆာရောဂါအဖြစ်ဖြစ်စေနိုင်တာပဲဖြစ်ပါတယ်။ အဲအဓိကအဲ့ရဒိုင်အောင်စင်ဆိုတဲ့တက်ကခနာကိုယ်ထဲမှာရောက်သွားပြီဆိုလို့ရှိရင်သူကအဲဘယ်လိုပြောမလဲခနာကိုယ်နဲ့မတက်ဆိုင်တဲ့ပစ္စည်းတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်ခနာကိုယ်ကတုံ့ပြန်မှာဒီဟာကိုခနာကိုယ်ကလည်းမချေဖြစ်နိုင်ခနာကိုယ်ထဲမှာဒါရဲ့စုပုံသွားတဲ့ပုံမှာဒါဟိုအဖြစ်နိုင်မှုများတော့အစုတ်ကန်ဆိုနော်စုတ်ကန်စာနဲ့ဟိုရောက်တဲ့လှုပ်ဆောင်တဲ့ပစ္စည်းရတာတော့ အသေးကန်စားတယ်ဘာဖြစ်လို့လဲဆိုတော့ဒါတွေကခန္ဓာကိုယ်ရဲ့ဟိုဟိုအပြင်ပကဒီရဲ့သူပြအစာပဲသူပြရဲ့ဝင်ပေါက်ဝင်ပေါက်ဖြစ်တဲ့အတွက်ကြောင့်ဒီမာတွေမှာတွားပေါ်မှာဘာမျိုးဖြစ်လာတာလဲဒံကုန်ကိုယ်ကစောစောတည်တယ်ဆိုသိစမ်းဖြစ်နေအဲ့ဒံအချိန်ချင်းများသွားဖြစ်လာလိမ့်မယ်အနာဖြစ်လာမယ်နှစ်ခုတက်လာမယ်အဲ့ဟာနေကစက်သက်ကိုတောင်းတော့လူရဲ့ခန္ဓာကိုယ်နဲ့လူရဲ့ကျန်းမာရေးနဲ့မတင့်တော်တဲ့အဲ့ဒါအော်ဆိုက်လိုဟာမျိုးနော် ဒီလိုဆိုဗန်ဇီနီတို့ဟာမျိုးအဲဒီလိုဆိုရင်တက်တရားကိုရှုလို့ဒီလိုမျိုးဖတ်လာတဲ့တက်တရားညော်နှံ့လို့မျိုးဒီလိုဆိုရင်ဟိုခဲတက်တယ်နော်ဖတ်လာအဲ့အရာလေးကိုရှုမှုလို့ရှိရင်အဲဆိုနှလုံးအကုန်တစ်ခုမှမကောင်းဘူးဆိုတော့ဒီကောင်းဒီတန်ကောင်းကောင်းရနိုင်မှာအုံနောက်လောက်ဆောင်မှုကကောင်းတာလေအုံနောက်လောက်ဆောင်မှုကောင်းတယ်အုံနောက်လောက်ဆောင်မှုမကောင်းတာလို့ရှိရင်ခန္ဓာကိုယ်ရဲ့ဟို mobility ကြီးသွားတာလာတာတွေ ဟိုဒီကြောကြလာမယ်ခေါင်းမချီမလင်းဖြစ်လာမယ်ဟိုဘုံတော့ဒီအောက်ဆီဂျင်ကိုကောင်းကောင်းမရတော့တဲ့ကြောင့်လို့ဒီအောင်ချက်ထားရဖြစ်လာမယ်ရေဘူးရအဖြစ်တော့ပလတ်စတစ်အသုံးပြုခြင်းကြောင့်အသေးကင်ဆာအဆုတ်ကင်ဆာနဲ့ကြောက်ကပ်ပျက်စီးတာတွေကိုဖြစ်စေနိုင်တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဒီယောဂါတွေဟာချက်ချင်းဖြစ်လာစေတာမျိုးမဟုတ်ပဲအချိန်ကာလကြာရှည်စွာထပ်ခါထပ်ခါပလတ်စတစ်နဲ့ထုတ်ပိုးထားတဲ့အစားအစာတွေကိုစားမိခြင်း ပလတ်စတိန်နဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေကိုမီးရှို့တဲ့အခါထွက်လာတဲ့အငွေ့တွေကိုကျင်းဖန်များစွာရှူဆိုင်မိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်လဲကျွန်တော်တို့နေ့အစဉ်အသုံးပြုနေတဲ့ပလတ်စတိန်ဟာတိတ်တဆိတ်လူသက်သမားလို့ဖြစ်နေတာပဲဖြစ်ပါတယ်။မိဘပြည်သူတွေကကောနေ့စဉ်ဘဝမှာပလတ်စတိန်ကိုဘလောက်ထိတောင်အသုံးပြုနေပြီလဲ။ကောမတ်မှာဝင်ရောက်ဆွေးနွေးသွားပြပါဦး။ကျွန်တော်တို့အနေနဲ့လဲပလတ်စတစ်အသုံးပြုမှုကြောင့်ကင်ဆာလိုအသက်တည်ဆုံးသွားစေနိုင်တဲ့ယောဂမျိုးမရချင်လို့ရှိရင် နီလန်ကတော့ပလတ်စတစ်သုံးဆွဲမှုကိုရှော့ချပြီးစနစ်တကျသုံးဆွဲရမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဈေးဝယ်တဲ့အခါတွေမှာကျွတ်ကျွတ်အေးတို့ပလတ်စတစ်တို့ပေးလာတဲ့အခါတွေမှာညင်းပယ်တာမျိုးတွေလို့ဆုံးပြီးမဖြစ်မနေအသုံးပြုရမယ့်အခြေအနေမျိုးကြုံလာခဲ့ရင်တော့စကူအိတ်ဒါမှမဟုတ်အလွယ်တကူဆွေးမြေ့လေတဲ့ထုတ်ပိုးပစ္စည်းပြန်လည်ရှော့ဖုတ်ပြီးသုံးလို့ရတဲ့ဈေးဝယ်အေးတွေကိုအသုံးပြုသင့်ပါတယ်။ဒါအပြင်ကိုလံမီးယားတက္ကသိုလ်ကသူ့တည်တီတွေဟာ ရေတလီတာခန့်ပါဝင်တဲ့ပလတ်စတစ်ဘူးတစ်ဘူးမှာအလွန်တင်းငယ်တဲ့နာနိုပလတ်စတစ်အပိုင်းအစပေါင်း၂၄000ကျော်ပါဝင်နေတာကို၂၀၂၄ခုနှစ်ဇန်နဝါရီ၈ရက်နေ့ကပထမဆုံးအကြိမ်တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်တတ်နိုင်သမျှပလတ်စတစ်တွေနဲ့ထုတ်ပိုးထားတဲ့အစားအသောက်တွေကိုရှောင်ပြီးရေတန့်တွေထည့်ထားတဲ့ပလတ်စတစ်ဘူးတွေကိုလည်းနေပူထဲမှာထားပဲအေးတဲ့နေရာတွေမှာသာထားပြီးတောက်တုံတင်းပါတယ်။ ဟို plastic မပါဘဲနဲ့ဆိုရင်တော့ကောင်းတာပေါ့ bottle ဆိုရင်တော့ကောင်းတာပေါ့ glass bottle ကောင်းတာဒီတိုင်းဟိုရှားနိုင်ငံတွေမှာဆိုလို့ရင်အဲ့ plastic bottle ကကော်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 ဘူးကျွန်တော်ကျွန်တော်အရှိတုန်းကတုံးကြတယ်ကော်ဘူးလေဟိုဒီတံမှုတွေစပေါ်ကလာတော့တုံးတဲ့ PM 0ပါလို့လေအဲ့လိုဟာမျိုးဆိုကိုအနေပြင်းတာပေါ့ဗျာကျွန်တော်တို့ဒီဟိုဒီ medical ဘာတွေမှာတုံးနေ line bling တို့ဒီကြတော့ကျွန်တော်တို့ screen လို့ပါလို့ဆိုလို့ရှိရင်အဲ့ဒါ core လို့ဆိုတာလေလက်ရှိပြောပြပေးသွားတဲ့အရာတွေကတော့ plastic အသုံးပြုမှုကြောင့်တည်စေရလောက်တဲ့ကင်ဆာတွေမဖြစ်အောင် plastic ကိုဘယ်လို short ချပြီးစနစ်ကျအသုံးပြုတဲ့နေဆိုတာပဲဖြစ်ပါတယ် plastic အသုံးပြုမှုတွေကိုထိန်းချုပ်ဖို့ကောက်ခွေဖို့ဆိုရင်ဘုသူတွေမှာတာဝန်ရှိနေလေအုပ်ချုပ်ရေးအဖွဲ့စီကဒီ regulation ကိုလောက်တာအုပ်ချုပ်ရေးလောဆင်မှာကဟို state ကနေပြောနိုင်တဲ့အရာမရှိဘူးဟိုသူ့အစုအဖွဲ့လေးနဲ့သူ့အစုအဖွဲ့လေးနဲ့ဟိုဗာလဲ ဟိုအုတ်ထုတ်ရေကိုလုံးဆောင်မရတာဖြစ်တဲ့အကြောင်းမလို့အဓိကကတော့အုတ်ထုတ်သူရဲ့ဟိုဟာပဲပေါ်တာလေအုတ်ထုတ်သူက regulation တခုကိုထုတ်ပြန်လိုက်တယ်ဆိုလို့ရှိရင်အဲဒီဟာက regulation ကြီးအထွန်းချုပ်လို့ရမှာ plastic ထုတ်လုံးမှုဟာတကဘာလုံးအတိုင်းအတာနဲ့တက်နစ်ကိုပြန်ပြအဖြစ်တန်တန်400ကျော်အထိထုတ်လို့ရှိတယ်လို့ UN ကလည်းဖော်ပြထားပါဗျ။ဒါကြောင့် plastic ပြဿနာဟာမြန်မာတနိုင်ငံထဲရဲ့ပြဿနာမျိုးမဟုတ်ဘဲ တကဘာလုံးအတိုင်းအတာနဲ့ဖြစ်နေတဲ့အတွက်တကဘာလုံးကရင်သက်အားတိုင်းပလတ်စတစ်ဆော့ချမှုတွေကိုလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေအနေနဲ့နိုင်ငံအခြေအနေအရလုံနိုင်စွမ်းတွေအကန့်အသတ်နဲ့ရှိနေရင်တောင် ကိုကိုတိုင်ကစပြီးစတင်ဆော့ချမှုတွေပြုလုပ်ပါက ပလတ်စတစ်ကြောင့်ဖြစ်လာစေနိုင်တဲ့ကင်ဆာရောဂါတွေကိုလည်းကာကွယ်စေနိုင်မှာဖြစ်ပါတယ်။